ကဲတော့ review ရေလုပ်ငန်းနှစ်လေးကိုဒီ channel အတူတူဆက်ပြီးတော့လေ့လာကြအောင်เนาะလုပ်ငန်းနှစ်မှာဗာပြောထားလဲဆိုရင်မတူညီရဲ့တဲ့ခန်းတော်ကိုအစိပ်ပိုင်းကိုလေ့လာပြီးတော့တငယ်ချင်းတွေပြောကြရအောင်နဲ့ကဲအရင်ဆုံးမတူညီတဲ့ခန်းတော်ကိုအစိပ်ပိုင်းလေးတွေကိုတောင်းမီတို့ကပုံလေးထဲမှာအရင်ကြည့် နော်ပုံလေးထဲမှာကြည့်မယ်ဘာအစိတ်ပိုင်းတွေကမတူနေရတယ်ပုံလေးကိုအရင်ကြည့်ပါကြည့်ပြီးတော့မှတငယ်ချင်းတွေနဲ့ပြောကြည့်မယ်ဒီချိန်နဲ့အတူတူပြောကြည့်မယ်နော်ကဲအဲ့တော့ပုံလေးကိုကြည့်ကြည့်ပါဦးဘာပုံလေးကမတူနေရတယ်ဟုတ်တယ်နော်ဒီမှာသပင်းသပင်းလေးတွေတွေ့ရမယ်အဲ့တော့သပင်းပုံစံတယောက်ကဘာဖြစ်လဲအဲစက်တောင်လေးစီးထားတယ်နောက်တယောက်ကသပင်းအောင် ဟုတ်တယ်သဘင်တူတူလေးဟုတ်ပြီနော်ကဲနောက်တစ်ခုပထမကရေရှည်တို့သဘင်သဘင်မတူညီရဲ့ပုံလေးတာကဲဒီဘက်မှာပုံလေးကိုကြည့်ပါဘာဖြစ်နေဟုတ်တယ်အသားရောင်မတူတယောက်ကအသားဘာဖြစ်နေလဲဖြူနေတယ်တယောက်ကအသားရောင်ဘာဖြစ်နေလဲညူနေတယ်ဒါကတယောက်နဲ့တယောက်မတူညီတဲ့စိတ်ပိုင်းတွေပေါ့နော်ကဲနောက်တစ်ပုံထပ်ပြီးကြည့်ရအောင်ဘာဖြစ်နေလဲ ုတ်တယ်အရက်အနိုင်အမြင့်မတူညီဘူးတယောက်ကဘာဖြစ်နေလဲရက်ကလေးပုန်နေတယ်တယောက်ကကြတော့ရက်ကလေးကရှည်နေတယ်ဟုတ်ပြီနောက်တစ်ပုံဆက်ပြီးတော့ရေလူကြည့်အောင်ခန္ဓာကိုအရွယ်စားမတူညီဟုတ်တယ်တယောက်ကဘာဖြစ်နေလဲဩဖတ်တတို့ဖိုင်ဖိုင်လေးနော်တယောက်ကကြတော့ပိန်ပိန်လေးဟာဟုတ်တယ်ကဲအဲ့ဆိုရေဒီချေလူကနော်ခုနပုံကြည့်တဲ့အခါမှာသဘင် မတူညီဘူးเนาะအသားရောင်မတူညီဘူးပြီးရင်အရက်မတူညီဘူးပြီးရင်ခန္ဓာကိုယ်အရွယ်စားမတူညီဘူးဒါကမတူညီရဲ့အစိတ်အပိုင်းတွေကိုဒီချေတို့ကလေ့လာတာပြောပြပေးတာဖြစ်တယ်เนาะကဲအဲ့ဆိုရင်ဒီချေနဲ့အတူတူ လုပ်ငန်း၃ကိုဆက်ပြီးတော့လေ့လာကြအောင်เนาะ